ပါအိမ်မဲမကောင်းတာမက်ပြီဆိုလို့ရှိရင်မလုပ်နဲ့ရက်ဖျားကိုရှ िख ိုးလို့ဖျားကိုအာယုပြုတ်ပြီးတဲ့အခါရံတုန်ိမိတ္တံအဝမင်္ဂလင်းစရောစာမနာဘောသကုဏတတတ်တော်ပါပက်ခဟောဒုတုပိဏအာဂန္တံဗုဒ္ဓံဥပါဝေနဝိတံတမိန်တုတရားကိုအာယုပြုတ်ပြီးတဲ့အခါဓမ္မံဥပါဝေနဝိတံတမိန်တု တန်ခါကုံကိုအာယုပြုပြီးတန်ခါလူပါဝေနဝိနတမင်တုဆိုရဲဟောဒီကထာလေးကိုရစ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ဒီလိုပြောတာနော်ဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုရင်လည်းနှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရတရားတန်ခါကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးရင်လည်းနှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့ နော်ပျောက်တာကိုဆွလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလမင်္ဂလာမရှိတဲ့အရာတွေရောစာမနာပေါ်တကုဏ္ဍတာတော်နားထောင်ရတာနော်မနှစ်တဲ့ဆရာကောင်းတဲ့ငှက်ရဲ့အတန်လေးငှက်ဆိုးရဲ့အတန်လေးပါပက်ခဟောမကောင်းတဲ့ဂျူစီသာတာစတာခန့်ကြမာတွေ ထုတ်သူပိဏအဂတံနှစ်သက်ဆရာ မကောင်းတဲ့အိမ်မဲဆိုးတွေတဲ့အဲ့ဒီမကောင်းဘူးလို့လူတွေရဲ့စိတ်ထဲမှာစိတ်ထဲမှာမတန့်လို့မကောင်းဘူးဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်ဟာ ဗုဒ္ဓသာပူဇံမဟာတိသဝံတော်ဆိုတဲ့အချိန်စွမ်းအားတတ္တိပြည့်ဘုရားကိုအာယုပြုချစ်အာယုပြုလိုက်လို့စိတ်ထဲမှာချီနူးပြီးတော့ဘုရားကိုနေထဲမှာစိတ်ထဲမှာချီနူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုအလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍမှာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးတာဖြစ်ပါတယ်မှန်ကန်တဲ့နိလန်းနဲ့ပြောတာเนาะ